မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ခွေးတပ်ရဲ့တမ22ကပေးပို့လိုက်တဲ့ကြီးစံခဲရန်တွေကိုလက်ခံရရှိကြောင်း Cobra စစ်ကြောင်းရဲ့စစ်စစ်ရေးမှူး ဘုံမှုဒါဘောကပြောကြလိုက်တဲ့ရုပ်တံမှတ်တမ်းကိုကျတဲ့နဲ့စစ်ကြောင်းတက်ခွဲနေကထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းအိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့ကဖြစ်ပွားခဲ့တဲ့လေကေကောဒေတာတိုက်ပွဲအတွင်းမှာစစ်ခွေးတိုက်ရဲတပ်မ22လက်အောက်ခံခမရ209တိုက်ရင်စီကနေတင်းစီရရှိခဲ့တဲ့ကြီးစံခဲရန်အများပြားစုပုံထားတာကိုဘုံမှုဒါဘောနဲ့တော်လိုင်းရဲဘော်တွေကနောက်ပြောင်ပြောကြားနေတာကိုရုပ်တံမှာတွေ့ခဲ့ရပါတယ်။ပြည်စည်းကမှားရတာကြာပြီးအခုမှလာပို့တာလက်ခံရရှိကြောင်းလက်မှတ်ရေးပြီးလိုက်မယ်နော်။ တက်မ20တက်မမှုကိုလက်ခံရရှိကြောင်းမှာလို့ဘုံမူတာဘောကနောက်ပြောင်ပြောဆိုထားပါတယ်ရုတ်တံမှတ်တမ်းထဲမှာတင်းစီရမိတဲ့ကြီးစံနေဘုံဒီအများအပြားနဲ့စေသုံးဆောင်ပစ္စည်းများကိုလည်းတွေးကြရပါတယ်စစ်ခွေးတပ်ဘက်ကအရာရှိဘူကြီးကတနက်ပါကြံခဲ့တာဓမ္မမိုင်းရှာတဲ့ဟာတွေစတဲ့တော်လိုင်းရောဘော်တွေရဲ့ပြောစံတွေကိုကြားနေရပါတယ်ကရင်ပြည်နယ်မြောက်ရီမြို့အတွင်းအာနာသိန်းစစ်တပ်ကရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်တာလုံအင်အားများဤပညာမြင့်တဲ့ဒရုန်းများလက်နက်ကြီးပစ်ကူများတာဝဲပစ်ဒုံးမေဆိုင်းများ လေးချောင်းတိုက်ခိုက်မှုအသာစီးနဲ့စစ်ကြောင်းထိုးလာတာကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာ စစ်ခွေးတပ်တွေတေဆုံးထိခိုက်မှုများပြားပြီးတော့ခဲယမ်းများစွာကိုတင်စီရမိခဲ့ကြောင်းဂျက်တင်နဲ့စစ်ကြောင်းကနိုဗ ెంబ ာလ၂ရက်နေ့မှာထုတ်ပြန်ထားပါဗျာ။ညောင်ရီမြို့နယ်လေးကီကောဒေသကရသိကူကြီးရွာ၊မင်းလက်ပန်းကြီးရွာ၊ဖလူကြီးရွာတွေကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာကို KNU KNL ဦးဆောင်တဲ့ဗျူဟာ30နှစ်ဂျက်တင်နဲ့စစ်ကြောင်း Cobra စစ်ကြောင်း Venom စစ်ကြောင်း Justice Soldier တပ်ဖွဲ့ဥပပေါင်းတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာထိတွေ့တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ။ အော်တိုဘားလာ30ရက်နေ့တိုက်ပွဲမှာစစ်ခွေးအများပြသေဆုံးကထိခိုက်တာတွေထွက်ပြေးတာတွေအလင်းဝင်လာတာတွေနဲ့တုံမှန်းတွေလည်းအများပြရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ထိတွေ့မှုဖြစ်ပေါ်ပြီးတဲ့နောက်စစ်ခွေးတွေစီကခဲယမ်းမီးကြောင့်များကိုလည်းတင်းစီရမိခဲ့တယ်လို့ဓာတ်ပုံမှတ်တမ်းများကဖော်ပြထားပါတယ်။တော်လိုင်းဟိတက်ဖွဲ့တွေအနေနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြချိန်မုံနိုင်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ကြက်တဲ့နဲ့စစ်ကြောင်းကကြေညာခဲ့တယ်လို့ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီကနီလန်းမျိုးစုံနဲ့ ရက်ဆက်ရုံမာစွာနဲ့ပြုလုပ်မဲ့ရွေးကောက်ပွဲများမှာ မပါဝင်ကြဖို့ကိုတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းလောင်လုံးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ရာစစ်ခွေးတွေဘက်ကရှင်ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ22ရက်နေ့နဲ့22ရက်နေ့တွေမှာအင်အား84ဦးပါတယ်အကြမ်းစစ်ခွေးစစ်ကြောင်းဟာကရင်ကြီးကြီးရွာနဲ့ကမ်းပဏီကြီးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကရွာဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအနောက်ချိန်အတွင်းမှာအကြမ်းစစ်တပ်ဘက်က6ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးတော်လိုင်းရဲဘော်2ဦးမှာစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ကူအပါအဝင်စစ်သည်မောင်းများကလည်းပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ခွဲစစ်ကြောင်းဟာကမ်ပဏီဂျေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာကကမ်ပဏီဂျေးရွာနဲ့ ပညစ်ကြီးရွာကြားမှာရှိတဲ့ဖျားတောင်မှာတက်ဆွဲထားတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကလည်း drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။၎င်းတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်း၃ KBDF ဒေါနာတခွဲခွန် LBF ဒဝဲခရိုင်တပ်ပေါင်းစု DNL ဒုရဇစစ်ကြောင်းရာမညမွန်တက်တော် RMA နဲ့လောင်လုံးပကပါတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာလောင်လုံးမြို့ပေါ်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂိုင်းတိုင်းကံဘလူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်10ဦးကိုအမှတ်6336တင်ကားတပ်ရင်းကိုကားနဲ့ပို့ဆောင်တဲ့အချိန်မှာအဲ့ဒီလူငယ်10ဦးက ပြူစောထီးရင်မောင်းကိုဝိုင်းဝေါ်တိုက်ခိုက်တပ်ဖြတ်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ15ရက်နေ့မှာကမ်ဘလူမျိုးနဲ့ဇပယ်နန့်သာရွာပြူစောထီးစစ်ဆေးရေးဂိတ်ကအချမ်းမဲ့စစ်ခွေးတွေကခရီးသွားလူငယ်10ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များကိုအဲ့ဒီနေ့ညနေပိုင်းမှာအချမ်းမဲ့စစ်ခွေးတွေကအမှတ်6336တင်ကားတက်ရင်ကိုကားနဲ့ပို့ဆောင်တဲ့အချိန်ပြူစောထီးရင်မောင်းကို ပေါ်တာဆွဲခံရတဲ့လူငယ်များကလမ်းခရီးတနေရာရောက်မှာဝိုင်းဝေါ်ထိုးချိတ်ပြီးတော့တိုက်ခိုက်ခဲ့ပြီးလေဗင်းညစ်လိုက်တယ်လို့သိရပါဗါဒါကြောင့်ပြူစောတိရင်မောင်းဟာလည်း ပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပြီးလူငယ်၁၀ဦးစလုံးလွတ်မြောက်လာခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်လွတ်မြောက်လာတဲ့လူငယ်၁၀ဦးကဖွဲ့ပြေးလာတဲ့အချိန်ကမ်ဘလူခရိုင်အမှတ်၃ PDF တိုင်ရင်းကရဲဘော်များနဲ့တွေ့ဆုံပြီးတော့ကဲတင်နိုင်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီလူငယ်များဟာကန်ဆယ်မြို့နယ်ခင်ဦးမြို့နယ်ကောလင်းမြို့နယ်ကတားမြို့နယ်နဲ့မြင်းမှုမြို့နယ်ကလူငယ်များဖြစ်ပြီးတော့၎င်းတို့အားလုံးကိုကမ်ဘလူခရိုင်အမှတ်၃ PDF တိုင်ရင်းကတာဝန်ရှိသူများကဆက်ဆဲပြီးတဲ့နောက်မိသားစုထံကိုပြန်လည်အနှံပေးခဲ့တယ်လို့သိရပါဗါတယ် အော်တိုဘားလ15ရက်နေ့ကသဗင်နန်းသာယွာပြူစောတိစစ်စေးရိတ်ဂိမ်းမှာပေါ်တော်ဆွဲခံရတဲ့လူငယ်10ဦးကရင်မောင်းကိုတက်ပြီးတော့ထွက်ပြေးလွတ်မြောက်လာပါတယ်ကျွန်တော်တို့စီကို10ယောက်စလုံးထွက်ပြေးလွတ်မြောက်လာခဲ့တာပါသူတို့မိသားစုတွေစီကိုအကုန်လုံးပြန်လဲအနှံပေးခဲ့ပါပြီလို့ကမ်ဘလူခရအမတ်3 PDF တက်ရင်ထောက်လိုင်းတောင်ကန်ကပြောဆိုထားပါတယ်အဲ့ဒီကမ်ဘလူမျိုးနဲ့သဗင်နန်းသာယွာပြူစောတိစစ်စေးရိတ်ဂိမ်းဟာ ပြည်သူအယောက်80ခန်းကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးတော့အမျိုးသမီး၅ဦးကိုမရင်းကျစ်တပ်ဖြတ်ထားတဲ့အတော့ကြောင့်ပြည်သူများဟာအဲ့ဒီဂိတ်စခန်းကိုရှောင်ရှားသွားလာကြရန်ကျွလကံဘလူတက်တွာလှှရှားသူများအဖွဲ့ကအတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းတင်ငန်းကျွမြို့နယ်ဘဝမြင့်ရက်ကွာရတနာလမ်းမဘတ်ချံဗဟိုလမ်းမပေါ်မှာရှိတဲ့တစ်ပင်မှာအမျိုးသားတယောက်မိမိကိုယ်ကိုကျိုးဆွဲချတိတ်ဆုံးမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျိုးဆွဲချတိတ်ဆုံးမှုဖြစ်စဉ်က ဒီကနေ့နိုဝင်ဘာလ3ရက်နေ့မနက်အစောပိုင်း2နာရီလောက်မှဖြစ်ပွားခဲ့တာဖြစ်ပြီးတော့တေဆုံးသူအမျိုးသားဟာအသက်30ဝန်းကျင်အရွယ်ဖြစ်တယ်လို့သိရပါဗယ်မလိခအင်ယာဘန်ချမ်းမှာဖြစ်တာပါဘန်နာပင်မှာကျိုးချီပြီးတော့ကျိုးဆွဲချတေဆုံးနေတာကိုတွေ့ရတာပဲဘလို့ကြောင့်အခုလို့လုတာလဲတော့တေချာမသိဘူးဒေပြီးမှပဲသိကြတာအလောင်းကိုလူမှုရေးအသင်းကလာတည်သွားတယ်ရဲတွေလည်းပါတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတယောက်ကအတည်ပြုပြောကြားထားပါဗယ်အဲ့ဒီတေဆုံးသူအမျိုးသားအလောင်းကို စံပြဈေးယုံကြီးရဲ့ရင်ခွဲယုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။သေဆုံးသူရဲ့မိသားစုဝင်နေတော့အဆက်အသွယ်မရသေးဘူးလို့ပြောပါတယ်။အော်တိုဘားလ23ရက်နေ့ကလည်းရန်ကုန်မြို့တာမွေမြို့နယ်မြို့တာမြို့ရက်ကွာမှာရှိတဲ့အဆောင်တစ်ခုမှာအသက်22နှစ်အရွယ်အမျိုးသားလူငယ်တယောက်ကျိုးဆွဲချသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီနေ့မှာပဲဘကိုးမြို့မှာတက်ကြီးပိုင်းအမျိုးသားတယောက်ဟာအိမ်အောက်ထပ်မှာရှိတဲ့တက်သားတန်းကိုကျိုးချီပြီးတော့မိမိကိုယ်ကိုကျိုးဆွဲချအဆုံးစီရင်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ အော်တိုဘားလ22ရက်နေ့ကလည်းမန္တလေးမြို့ကျုံးအနောက်ဘက်လမ်း80 22လမ်းနဲ့23လမ်းကြားမှာအသက်30ဝန်းကျင်အရွယ်ရှိတဲ့အမျိုးသားတယောက်တစ်ပင်မှာအကျိုးဆွဲချတေဆုံးမှုဖြစ်ပွားခဲ့သေးတယ်လို့သိရပါဗျ။အခုနောက်ပိုင်းမှာလူတော်တော်များများဟာမိမိကိုယ်ကိုအဆုံးစီရင်မှုတွေအဖြစ်များလာတာကိုတွေ့ရပါတယ်။ အများစုကတော့အခြေရေးအိမ်ောင်ရေးအခြေအနေလူမှုရေးစီးပွားရေးနဲ့စလော့ဂိမ်းပြဿနာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်မိမိကိုယ်ကိုအဆုံးစီရင်ပြီးတော့တတ်တည်တဲ့လောက်ရမျိုးဟာမလုတဲ့တဲ့ကိစ္စဖြစ်တာကြောင့်ဘာအတွက်ကြောင့်မှစိတ်ထွက်ပေါက်အဖြစ်နဲ့တောင်မှကောင်းထဲမှာမတွေးတဲ့ကိစ္စရတစ်ခုအဖြစ်နဲ့အတူယူမမားကြဖို့အရေးကြီးကြောင်းကိုပြည်သူတွေအပါအဝင်စိတ်ချမ်းသာရေးဆရာဝန်လူမှုကွန်ရက်အသင်းအားလုံးကအကြံပြုပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံလာမန္တလေးလမ်းပိုင်းမှာမိုင်းရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောက်တိုဘာလ31ရက်နေ့မနက်9:25မိနစ်ခန့်မှာမုံရွာမြို့နယ်တောပူပြူစောတိရွာကနေထွက်လာတဲ့ အင်အား55ဦးလောက်ပါတဲ့စစ်ခွေးတွေကိုမုံလာမန္တလေးလမ်းပိုင်းမှာတော်လိုင်းတပ်ဖွဲ့များကပရိသာမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ခွေးတွေဘက်ကတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့သေဆုံးခြင်းရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုပြုတ်လုပြီးတဲ့နောက်တော်လိုင်းရဲဘော်များကတော့ပဋိကိမရှိဘင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေတဲ့စီးရင်ကတော့မသိရသေးဘူး။ကျွန်တော်တို့တွေဆက်လက်စုံစမ်းနေသေးပါ ခွေးတဲ့ကောင်တော့ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်။စစ်ခွေးတွေဘက်ကတေတဲ့အတန်တော့မကြရသေးဘူး။စစ်ခွေးတွေဘယ်နေရာမှာမိုင်းရှာထွက်လာတာလဲဆိုတော့တောပူရွာကျူစောရီရွာထိတ်မှာပါ။ မိုင်းစာထွက်လာပြီးတော့မုံရွာမန္တလေးကားလမ်းမကြီးတန်နီယာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါပြည်သူတွေအနေနဲ့စီရေးသတိရှိကြပါလို့ပဲပြောချင်ပါတယ်လို့မုံရွာ Dynamite Special Task Force ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Braveheart Army BHA မုံရွာ Dynamite SDF Chinwin Fighter Group CFG တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဗန်းမောင်မြို့နယ်မှာရှမ်းပြည်အမျိုးသားများတက်မတော် SNA ကတပ်သားတအုပ်ဟာစစ်ပေးဆောင်ကျမ်းမာရေးမကောင်းမွန်တဲ့မတန်ဆွမ်းအမျိုးသမီးငယ်တအုပ်ကိုအတင်းအဓမ္မခေါ်ဆောင်ပြီးတော့မရင်းကျင်းခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ30ရက်နေ့ည9:00နာရီအချိန်မှာဗန်းမောင်မြို့နယ်အလဲရွာတီလာရှင်ကျောင်းတစ်ခုမှာ မိခင်ဖြစ်သူနဲ့အတူစစ်ဘေးရှောင်နေထိုင်နေတဲ့ဂရုမျိုးနယ်စုအမျိုးသမီးငယ်တအူးကိုစစ်ခွေးလောက်ခံ SNA တပ်သား၂ဦးကဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ SNA တပ်သားတအူးကအမျိုးသမီးငယ်ကိုအဓမ္မပြုချင်းခဲ့တယ်လို့သိရပါဗယ်မရင်းချင်းခံရတဲ့အမျိုးသမီးငယ်ရဲ့မိသားစုဟာအများသူငါတွေလိုမျိုးစစ်ဘေးရှောင်ပြေးနိုင်ခြင်းမရှိဘဲကျမ်းမာရေးမကောင်းမွန်တဲ့အတွာမေတီလာရှင်အကြောင်းမှာတွားရောက်ပြီးတော့ခိုးလုံနေရခြင်းဖြစ်တယ်လို့သိရပါဗယ်အဆန်နေတပ်သား၂ဦးက သူ့သမီးကိုခေါ်သွားမယ်ဆိုတော့အမေဖြစ်သူကမခေါ်ပါနဲ့ငါသမီးကကျမ်းမာရေးလည်းမကောင်းဘူးအတက်ရောကလည်းရှိတယ်မခေါ်သွားပါနဲ့ဆိုပြီးတော့တောင်းမှန်နေဟာကိုမရပဲလက်မောင်းကိုအတင်းဆွဲပြီးတော့တရွတ်တိုက်ဆွဲခေါ်သွားတာလို့အဲ့ဒီအမျိုးသမီးရဲ့မိခင်ဖြစ်သူကပြန်လည်ပြောပြထားပါရယ်အထမပြုကျင့်ခံရတဲ့အမျိုးသမီးငယ်ရဲ့ပြောပြချက်အရာအဆန်နေတက်သားကတိလရှင်ကြောင်းအနီးမှာရှိတဲ့နေအိမ်တစ်လုံးထဲကိုခေါ်ပြီးတော့မျက်လုံးကိုအဝိနဲ့စီးကလက်ကိုကျိုးနဲ့တုပ်ပြီးတော့အတင်းအထမမရင်ပြုကျင့်ခဲ့တယ်လို့သိရပါရယ် အောက်တန်းဆောင်ခွေးသခိုးမရင်းအောင် SNA ရဲဘော်ကအမျိုးသမီးကိုဖမ်းဆီးခေါ်ဆောင်အထမပြုတ်ကျင်ပြီးတဲ့နောက်ည9:30မိနစ်အချိန်မှာတီလာရှင်ချောင်းကိုပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။အထမပြုတ်ကျင်တဲ့စစ်ခွေးဟာရှမ်းပြည်အမျိုးသားများတပ်တော် SNA ရဲ့တပ်သားတဦးဖြစ်ကအသက်30အရွယ်ရှိတယ်လို့သိရပါတယ်။ဗန်းမောင်မြို့နယ်ဒေသခံတရင်ရင်းမြေကတော့ SNA တပ်သားတွေရဲ့မရင်းပြုတ်ကျင်ခံရတဲ့အမျိုးသမီးဟာအသက်34နှစ်အရွယ်ရှိပြီးတော့ ပိုလီယိုရောဂါကြောင့်ကိုလက်အင်းကမတန်ဆွမ်းသူတအုပ်ဖြစ်တယ်လို့သိရပါဗျ။ကျူးလွန်ခံရသူကာယကံရှင်များဘက်ကခိုင်မာတဲ့တက်တဲ့အထောက်အထားများရရှိထားတယ်လို့ပြောပါတယ်။ဗန်းမောင်မျိုးနဲ့ရှမ်းပြည်အမျိုးသားများတက်မတော့ SNA ရဲ့တက်မဟာ6.4အခြေဆိုင်ရာဒေတာဖြစ်ပြီးတော့အင်းတော်မျိုးသေးတိုက်ပွဲကာလမှာဂျမန်လိုင်းကူအတွင်စစ်တပ်ကခံစစ်ယူထားတဲ့အချိန်ကလည်းဒေတာဆန်များကိုဖမ်းဆီးထားပြီးတော့အမျိုးသမီးများကိုအတင်းအဓမ္မမတိမ်ပြုခြင်းကြောင့်သတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ